အပြန်အလှန်သွင်းကိုးတွေနဲ့အမှန်ကန်ကြည်ကောင်းခဲ့ပြီးဘာစီလိုနာကိုအိမ်ပြန်စေခဲ့တဲ့အင်တာမီလန်ပရိသတ်များလုံးပဲမိင်္ဂလာများတနအိုင်ဘတ်ကွန်ရှီကိုအွန်လိုင်းအင်ဂျင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာကတော့အင်တာမီလန်ကိုအဝေးကွင်းမှာအရင်နေခဲ့တာကြောင့်ချန်ပီယံလိပြိုင်ပွဲကိုလက်ပြနှုတ်ဆက်လိုက်ရပါပြီ။နောက်တစ်ဆင့်တက်ဖို့နှစ်သင်းစလုံးထိုက်တန်ခဲ့ပေမဲ့လက်တွေ့ကိုရလဲရအင်တာမီလန်ကပဲနောက်တစ်ဆင့်တက်သွားခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဆီမီဖိုင်နယ်ဆိုတာဒါမျိုးလို့ဆိုရမှာဖြစ်ပြီးမြတ်တောင်မကန်စတန်ကြီးခဲ့ရတဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။နှစ်သင်းပေါင်းအတွင်းကို9ဂိုးရှိခဲ့ပြီးပွဲကအင်မတန်မြိုင်ခဲ့တာပါ။ အမတ်ရပွဲအခိုက်အတန့်နဲ့အငင်းပွားပွဲရာကိစ္စတွေနဲ့ပြည့်နေနေကြတာလည်းဖြစ်ပါရင်ချန်ပီယံလိပြိုင်ပွဲသမိုင်း အကောင်းဆုံး semi final လို့တော့ညွှန်းဆိုသူတွေရှိကြပြီးသူတို့တွေရဲ့ညွှန်းဆိုမှုကလည်းမလွန်ဘူးလို့ဆိုရမှာပါဆန်စီယိုမှာ inter milan တို့ brown white မှာနှစ်ကိုပြတ်ဥဆောင်ထားနိုင်ခဲ့တာကြောင့်ပွဲကပြီးသွားပြီလို့ထင်ခဲ့ရပါဒါပေမဲ့ barcelona တို့ပြန်လာနိုင်ခဲ့ပြီးဒုတိယပိုင်းမှာ၃ကိုပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်ဒီလိုနေထားနဲ့ပွဲကပြီးကန်နေဖြစ်နေတာကြောင့် final က barcelona အတွက်ပဲလို့ထင်မှတ်ခဲ့ရတာပါဒါပေမဲ့ inter တို့ပွဲပြီးကန်နေမှာခြေပါဖို့ရသွားတာကြောင့်အချိန်မိုဆက်ကန်လာရတာဖြစ်ပါတယ်အချိန်မမှာတော့ပရိသတ်အင်အားနဲ့ inter milan တို့အကောင်းဆုံးပုံစံနဲ့ကစားသွားခဲ့ပြီးလိုအပ်နေတဲ့အနိုင်ကိုကိုလည်းသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ် ပြောစရာဖြစ်တာကတော့အင်တာမီလန်အသင်းရဲ့ဒုတိယဦးဆောင်ကိုဖြစ်တဲ့ပနာဒီကပေးသိင်းရလားဆိုတာရယ်အင်တာမီလန်ရဲ့ခြေပါကိုဖြစ်တဲ့တတိယဂိုးကရောပြည်တံပေါ်မဖြစ်ဘူးလားဆိုတာရယ်ပါဒီနှစ်ခုစလုံးကတော့ဘောလုံးပရိသတ်တွေကြားမှာအရင်ပွားဝင်ရာဖြစ်နေခဲ့တော့တာဖြစ်ပါတယ် Prime မှာအပြန်အလှန်ရှိနေပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောင်းမှုတွေကတော့အင်တာမီလန်ဘက်ကလုံနေခဲ့တာဖြစ်ပါတယ်ပွဲစားရင်နဲ့ဆက်တမနဲ့မှာအင်တာမီလန်တို့ဦးဆောင်ဝင်ရသွားခဲ့ပြီးဘာစီလိုနာရဲ့အမားကနဲ့ဒန်ဖရိုက်ကဘောလုံးရသွားခဲ့ပြီးမာဒီနက်ကိုဖန်နှီးပေးသွားခဲ့တာဖြစ်ပါတယ် ပွဲချိန်29ရက်မှာအကီတိုင်ရဲ့ဘော်လီကန်ချက်ကောင်းမွန်ခဲ့ပေမဲ့တိုင်ဘေးကတ်ထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့ပါတယ်။ဘိုင်ဂျင်လင်းဆန်တဲ့မိနစ်မှာမာရီနက်ကိုဖျက်ထုတ်ဖို့ကြံတဲ့ခဲ့တာကြောင့်ဘာစီလိုနာတို့ပယ်နတီပေးလိုက်ရပြန်ပါတယ်။ရရှိလာတဲ့ပယ်နတီကိုကေအန်နူဂရုကအပိုင်ကန်သွင်းခဲ့ပြီးအင်တာမီလန်အတွက်ဒုတိယမြောက်အဦးဆောင်ကိုကိုသွင်းယူသွားခဲ့ပါတယ်။ဘာစီလိုနာတို့ပထမပိုင်းမှာလည်းအပြတ်အသတ်ရှုံးနေနေခဲ့ပြီးဒုတိယပိုင်းဘာဆက်လုပ်နိုင်မလဲဆိုတာစောင့်ကြည့်ခဲ့တာပါ။ပွဲစားချိန်ကဆန်တဲ့မိနစ်မှာဘာစီလိုနာတို့ခြေပါကိုတကူစားရခဲ့ပြီးမာတင်ရဲ့ဖန်တီးပေးမှုကနေဂါစီယာကကန်သွင်းယူခဲ့တာပါပွဲချိန်59မိနစ်မှာဘာစီလိုနာတို့ဒုတိယခြေပါကိုရခဲ့ပြီးမာတင်ရဲ့မာတင်ပေးမှုကိုအိုမိုကအကောင်းထိုင်သွင်းယူသွားခဲ့တာဖြစ်ပါတယ် ပွဲချင်း84မိနစ်မှာရာမဲဂွေရီအထိကနေအပိုင်ကန်သွင်းခဲ့ပေမဲ့ဂိုသမဆွန်မားကပဲလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်ဒီလိုနဲ့ပွဲစားချင်း86မိနစ်မှာဘာစီလိုနာတို့ဥဆောင်ကိုရသွားခဲ့ပြီးရာဖင်ယာကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်ဘာစီလိုနာတို့ပွဲကိုနိုင်ပြီးထင်ခဲ့ရပြီးဂိုးတောင်ထဲရသွားနိုင်ချေရှိနေခဲ့တာပါဒါပေမဲ့ပွဲပြီးကန်ဒီမှာတရာမဲရဲ့ဖန်နေပေးမှုကိုဖရာတက်စီကအင်တာအတွက်ချီပါဂိုးကိုအငင်းပွားပေးရအနေထားကနေတဆင့်သွင်းယူသွားခဲ့တော့တာဖြစ်ပါတယ်ဒီလိုနဲ့အချိန်မိုဆက်ကန်ရမှာဆန်စီယိုမှာကစားရတဲ့ အင်ရှင်အင်တာမီလန်အသင်းကပိုကောင်းလာခဲ့ပြီးကစားတက်လာခဲ့ပါတယ်။အချိန်မပြပိုင်း69ကုမ္ပဏီမှာအင်တာမီလန်တို့ဥဆောင်ကိုရသွားခဲ့ပြီးကိုရီးယားအတွင်းလူကတ်ထားချင်းမခံရတဲ့ဖရာတက်စီကအပိုင်ကန်သွင်းခဲ့တာပါ။ လက်ချက်ပွဲကစားခြင်းတွေမှာဘာစီလိုနာတို့ဘာမှမတက်နိုင်ခဲ့ပဲအဝေးကွင်းမှာအရှုံးပေးလိုက်ရတာဖြစ်ပါရင်ဒီရလဲကြောင့်ဘာစီလိုနာတို့ဖလားသုံးလုံးအိမ်မက်ပြက်ပြက်သွားခဲ့ရပြီဖြစ်ပါရင်အင်တာမီလန်ကတော့ဖိုင်နယ်မှာ PSG သို့မဟုတ်ဆန်နယ်တင်းနဲ့ရင်ဆိုင်ကစားသွားရမှာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ